အနာတီကရဲ့ဆောင်းထဲမှာဥရီကိုဝေပေးရတဲ့အင်ပါရာပင်ကွင်းထီမြောင်းစိတ်ငြိမ်လို့နဲ့အနာတီကရေခဲပြင်တွေကဆောင်းရင်းကိုအေးဆက်ဆက်နဲ့စောက်ကြိုနေပါရင်ဒေဒေသားကကဘာရဲ့အစွန်အဖျားအကျဆုံးကဘာအေးဆုံးနေပြီးနေမင်းကိုအကြာကြီးစောက်ရတဲ့ဒေတာလို့လည်းနမည်ကြီးပါရင်ဒီလိုနေရာမှာတနိစ္ဆန်တိုင်းအသက်မရှင်နိုင်ကြပါဘူးအင်ပါရာပင်ကွင်းတွေနဲ့တခြားသိမ်းဆန်အနေငယ်ပဲအနာတိကရဲ့တဘာဝထဲမှာရှင်သန်နိုင်ကြတာပါ။ဆောင်းရင်းရောက်လာတဲ့အတော်မတန်နိုင်တဲ့ဈေးနှုန်းနိုင်နေတဲ့အမောင်တို့ကြီးကြားလာတော့မယ်ဆိုတော့ပင်ကွင်းတွေတည်ကြပါရင် ဲ့ဒီအချိန်အတွက်သူတို့ကကြိုတင်ပြင်ဆင်ရတော့မှာပါဒီအချိန်ကသူတို့အတွက်အရေးကြီးတဲ့အချိန်လေးဖြစ်ပါရင်ပင်ကွင်းအမတွေကဥတက်တဲ့အချိန်ဆိုရင်လည်းမမပါဘူးပင်ရင်သူတို့ကဥတွေကိုချားပြီးပင်လယ်ထဲကိုအစာရှာထွက်ရမှာပါအဲ့ဒါမှလည်းပင်ကွင်းအမတွေကအင်အားပြန်ပြေးမှာဖြစ်ပါရင်ပင်ရင်တွေဥရောက်မှပဲမိသားစုစီပြန်လာနိုင်တော့မှာပါပင်ကွင်းတွေကလိတ်တီလို့တော့မဟုတ်ပါဘူးလိတ်တီဆိုရင်ဥပီးတာနဲ့တောင်ပြင်မှာတဲနေတဲ့ဖုံးပြီးရေထဲဆင်းသွားကြတာဖြစ်ပါရင်ပင်ကွင်းလေးတွေကတော့ကံပိုကောင်းကြပါရင်အမေရဲ့ထွေးပွေးမှုကိုမရပါနဲ့အဖေစီကနှွေးထွေးမှုကိုရရှိနေတာကြောင့်ပါပဲ ဟုတ်ပါတယ်ပင်ကွင်းအမကဥပပြီးတာနဲ့ပင်ကွင်းအထီးကအဲ့ဒီဥကိုသူ့ရဲ့ခြေထောက်ပေါ်ရက်တင်လိုက်ပါရင်ပြီးရင်တော့ဥလေးကိုနှွေးထွေးနေအောင်ဝေပေးထားမှာပါဒီလိုမှပဲသူတို့ရဲ့ကလေးတွေကအနာတိကရဲ့ရက်ဆက်တဲ့အေးတံကိုခံနိုင်ရင်ရှိမှာဖြစ်ပါရင်ဒီအချိန်ရေခဲပင်ပေါ်မှာကျန်ခဲ့တဲ့သူတွေကတော့ပင်ကွင်းအထီးတွေကြီးပါပဲဥကိုဝေထားရမယ့်အချိန်အတွင်းအစာလဲထွက်ရှာနိုင်တော့မှာမဟုတ်ပါဘူးစောင်းရဲ့အေးတံကိုလည်းရင်ဆိုင်ရအောင်မှာပါအလင်းအောင်ပြောပြီးအမောင်ကျလာချိန်မှာတော့အေးဆက်တဲ့လေတွေကရက်ဆက်တဲ့သဘောကိုဆောင်းလာပါပြီပင်ကွင်းအထီးတွေအတွက်ခက်ခဲတဲ့အချိန်တွေကလည်းရောက်လာနေပါပြီ ဒါပေမဲ့ပင်ဝင်းထီတွေကဒီလောက်လောကဒဏ်ကိုမတုံလောက်ပါဘူး။သူတို့မှဖြေရှင်းနေရှိနေပါရင်သူတို့ကဥကို6လောက်ပေါ်တင်ထားရင်ဖြည်းဖြည်းချင်းလမ်းလျှောက်ပါရင်ပြင်းတကောင်နဲ့တကောင်ပူးကက်သွားတာပါ။ဒီလိုနဲ့ပင်ဝင်းအုပ်စုကြီးကတသားတည်းဖြစ်သွားပါရင်ပင်ဝင်းတကောင်ချင်းစီကအနှွေးချက်ကသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာလှည့်နေနေရပါ။အပြင်ဘက်မှာနေရာယူထားတဲ့ပင်ဝင်းလေးတွေကတော့အေးတန်ကိုခါးစီးခံကြရပါရင်ဒါပေမဲ့ပင်ဝင်းတွေကဒုက္ခောင်းမဆန်ကြပါဘူး။သူတို့တွေကတောက်တောက်ကြီးရပ်မနေကြပါဘူး။ဒီလိုပူးကက်ထားရင်းထဲမှာဖြည်းဖြည်းချင်းစီစီချက်ကရွေးနေကြတာပါ။ ဒီလိုရွေးနေရင်းထဲမှာအတွင်းမှာရှိတဲ့ပင်ကွင်းတွေကအပြင်မှာရှိတဲ့ပင်ကွင်းတွေရဲ့နေရာကိုအစားထိုးလဲပေးကြပါတယ်။ဒီလိုနည်းနဲ့သူတို့ကအေးထံကိုအန်တူးကြတာပါ။ပင်ကွင်းတွေကပြည်သူနေတိမတင်ခဲ့ကြပါဘူး။ဒါပေမဲ့အချင်းချင်းစောင့်ရှောက်ရမယ်ဆိုတာသိကြပါတယ်။တူတဲ့ကောင်းစားရေးထံအများအကျိုးကိုရှေ့ရှုတဲ့တာဝန်ယူမှုကိုလည်းနားလည်ကြပါတယ်။နေအောင်မရှိပေမဲ့ခြေအောင်၊ဓာတ်အောင်တွေအပြင်တောင်ပိုင်းကလင်းအောင်တွေကတော့ဒီပင်ကွင်းတွေအတွက်နှစ်သိမ့်မှုဖြစ်စေပါတယ်။ဒီနှစ်သိမ့်မှုနဲ့အတူပင်ကွင်းတွေရဲ့အားကောင်းတဲ့ယုံကြည်မှုတစ်ခုလည်းရှိနေတာပါ။အဲ့ဒါကတော့စောင်းကုန်တာနဲ့ နေအလင်းရောင်နဲ့အတူဇနီးနယ်ပင်ကွင်းတွေပြန်လာမယ်ဆိုတဲ့အချက်ပါသူရဲ့ဗီဇာဆေးရာဒီအချက်ကိုကောင်းကောင်းသိနေကြပါရင်အနာတိကရင်ရက်ဆက်တဲ့စောင်းနှင်းကိုကိုနီးကွန်နဲ့ဖျက်တမ်းနေကြတာအင်ပါရာပင်ကွင်းတွေကြီးပဲတော့မဟုတ်ပါဘူးမြောက်ဘက်မှာနေကြတဲ့တခြားပင်ကွင်းတွေကတော့ရေထဲကနေရေခဲဆောင်ပေါ်ခုန်တက်ပြီးအသက်ရှင်ရေးအတွက်ကြိုးစားကြပါရင်ငှက်တွေကြတော့လုံခြုံတဲ့နေရာမှာဝင့်နေပြီးအေးတန်ကိုအန်တူးကြတာပါသူတို့အားလုံးကတော့နေမင်းကြီးကိုတေချာပေါက်ပြန်တွေးခွင့်ရမယ်လို့ယုံကြည်နေကြတာဖြစ်ပါရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ